ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အားလုံးမင်္ဂလာပါ။ Bayern Munich အသင်းရဲ့ Germany တောင်ပိုင်းကစားမှ Leroy Sané ကိုလက်ရှိ Premier League Club တွေအားလုံးကိုကြော်ပြီးတော့ဒါတူတကီ Club Galatasaray အသင်းကတရားဝင်ခေါ်ယူသွားနိုင်ပြီဖြစ်တယ်။ဆိုတော့ကျွန်တော်စဉ်းစားတာပေါ့လေ။ Bayern မှာကစားတယ်ပထမ Shocker မှာကစားတယ်။ Now Manchester City မှာကစားတယ်။ Now Bayern Munich ကိုပြန်တော့သွားတယ်။ ဒီသားမက အသက်29နှစ်ပဲရှိပြီးတော့မှ မိုင်းဒီဘိုင်မြူနစ်နဲ့တက်တန်းထတ်တူဖို့လောက်ခလာစာသဘောတူညီမှုမရတဲ့အဆုံးပါဒါချန်လန်အစ်စ်ကိုစိန်ခေါ်မယ်ဆိုပြီးတော့ကလပ်ကထွက်သွားတယ်ဆိုတော့တနည်းအားဖြင့်တော့သူဘိုင်ယန်မှာနေရာလည်းမရနိုင်တော့ဘူးဘာကြောင့်လဲဆိုတော့မူစီယာလာရဲ့ခနာပရီရဲ့ပြီးတော့မှမိုက်ကယ်အိုလီဆေးလည်းရှိတယ်စာနေအတွက်ကနေရာလုံးဝတော်တော်ခတ်သွားပြီဆိုတော့အဲ့နေရာမှာကျွန်တော်နားမလည်တဲ့အချက်ကလီရိုက်စာနေဟာလီ ဘာကြောင့်ပရီးမီယာလိကလပ်တွေနဲ့ဒါသူနမည်ရနိုင်မဲသူနမည်ကြီးနေအောင်မဲကလပ်တွေကိုမရွေးလဲဆိုတဲ့အချက်ပဲဆိုတော့တူရကီကလပ်တဲ့နှစ်သင်းသူကိုကာနာနဲ့ဖနာဘချီနဲ့ဂါဆာရီရဲ့ပရီးမီယာလိကဘယ်လိုပြောမလဲထော့နာဟော့စပါရဲ့အာစနယ်ရဲ့မဖော်ပြတဲ့နောက်ထပ်နှစ်သင်းလောက်ရှိတဲ့ဆော်ဒီအာရေဗျာကလပ်အသင်းတော်တော်များများရှိပြီးတော့လီဝိုက်ဆာနေကပရီးမီယာလိကလပ်ဒီအားလုံးကိုလည်းပေးချတယ်ဆော်ဒီအာရေဗျာကလပ်တွေကိုလည်းပေးချတယ် ဖန်နဘတ်ချီကိုပါပေချပြီးတော့ဂါလာတာဆာရီအသင်းကိုရွေးလိုက်တယ်ဆိုတော့အသက်29နှစ်ရွယ်ရှိတဲ့ဆန်နေရဲ့လက်ရှိ current market ပေါက်ကြီးက32တန်းရှိတယ်သူကအမှန်တိုင်းပြောရင်တော့ Manchester City မှာသူ career ရဲ့အကောင်းဆုံးပုံစံရခဲ့တယ်အရင်ရောက်ပြီးတော့မှတောက်လျှောက်ရုံးကန်ရပြီးတော့အခုစာချုပ်တက်တန်းကုံဆုံးတော့ဂါဆာရီတင်းကိုပြောင်းပြီဆိုတော့ဒီကစားမကိုပြီးခဲ့တဲ့ရာသီတုန်းကဘိုင်ယန်က ဒါအမှန်တမ်းပြောရင်စန်နေကသူ့ဟာသူကိန်းကနန်းရတော့အားကိုးနေရတော့မယ်မနစ်ကတိုတေပြိုင်ပွဲစုံ55ပွဲမှာ73ဂိုးသွင်းတယ်6ဂိုးဖန်တီးပြီး18ဂိုးပေါင်ပတ်သက်တယ်ဘွန်ဒက်စလီဂါမှာကြီးပဲပေါ့လေဘွန်ဒက်စလီဂါမှာ17ဂိုးသွင်း6ဂိုးဖန်တီးတယ်ဒါလီရိုက်ဆာနေကအဲ့ဂိမ်းကနေကဒါတော်တော်လေးကောင်းတဲ့မှတ်တမ်းပဲဘာကြောင့်သူတူတကီကိုရွေးလဲဆိုတော့အခုကျွန်တော်တို့သူစာနေရဲ့လောက်ခလာဆောင်ကိုကြည့်တဲ့အခါမှာ၁၀တန်းပဲရှိတ ယူရိုဆယ်တန်းအဲ့ယူရိုဆယ်တန်းဆိုတာကလောက်ခလားစာတပတ်ကို39000ပဲရှိတယ်ကျွန်တော်စောပိုင်းတော့ကတော့ထားပါတော့ဒါကာဆာရီကတပတ်ကို3သိန်းလို့4သိန်းလို့အဲ့လိုတောင်းတာပေါ့ဆိုတော့တကယ်တမ်းကျတော့သူကဘိုင်ယန်မြူးနစ်ရှိကနေလာစာသူတောင်းတယ်ဒါလာစာတောင်းတဲ့အခါမှာစာနေကိုဘိုင်ယန်မြူးနစ်အသင်းကအဒီသူတို့တောင်းဆိုသလောက်မပေးဘူးဒါဘယ်လိုပြောမလဲစာနေကိုအဲ့လောက်ကြီးကိုမပေးဘူး ဘိုင်ယန်ကိုသူကတက်တန်းထပ်တိုးတဲ့အခါမှာဘိုင်ယန်မြူနစ်ရှီကနေသူတောင်းဆိုတဲ့အမောင်းကိုဘိုင်ယန်မြူနစ်ကငင်းဆန်တယ်အဲ့ဒါနဲ့နောက်ဆုံးမှာသူအတင်းကထွက်ဖို့ပေါ့လေသူ့ရဲ့တလစာဒါသူ့ရဲ့တပတ်စာ weekly wages ကဘိုင်ယန်မြူနစ်အတင်းမှာဒါဘယ်လိုပြောမလဲဆိုတော့ယူရို2800ယူရို2800 8000အပြင် bonus က6သိန်း6000ဆိုတော့ယူရို3သိန်းနီးပါးစာလေးကဘိုင်ယန်မှာရတယ်ဆိုတော့တနေ့ကိုသူ တန်းစေတီရတယ်ဗျဘိုင်းမြူနစ်အသင်းမှာတန်းစေတီရတယ်ဒါ basic salary က15တန်းအပူ bonus က9တန်းထားပါတော့ basic salary ပဲသူတွက်မယ်ဆို38000 8000ရတယ်ဘိုင်းမြူနစ်မှာဒါပေမဲ့ဘိုင်းမြူနစ်က contract အသင်းမှာပထမပေးထားတဲ့15တန်းကို short ပြီးတော့သူက12တန်းပဲပေးတယ်စာရင်းကမဟုတ်ဘူး15တန်းကိုဒါ bonus မပါဘဲနဲ့ solid 19တန်းလိုချင်တယ် ဲ့မှာဘိုင်မျိုးနေနဲ့သူ့ကြားမှာသဘောတူညီမှုမရဘူးဟိုဆိုတော့နောက်ဆုံးမှာဘိုင်ရင်ကโอเคပြဿနာမရှိဘူးငါတို့သူ့ကိုထွက်ခွာခွင့်ပေးလိုက်မယ်အခုစာဒီဒီလီရိုက်လီရိုက်ဆာနေကအခုလက်ရှိကာဆာရီမှာ3900ဝယ်ရတယ်ဆိုတော့သူကတော့ဘာကြောင့်တူတကီကိုရွေးလဲတော့မသိဘူးတကယ်ဆိုပြပရီးမီယာလီကဒါ Chelsea ပဲဖြစ်ဖြစ် Spa ပဲဖြစ်ဖြစ် Arsenal ပဲဖြစ်ဖြစ်ကြိုက်တဲ့ club ကိုလာသူအနည်းဆုံးတော့3000လောက်တော့ရတယ်ဗျာအလွတ်ပြောင်းရွှေ့ခြင်းဖြစ်လို့ထားပါတော့ပြောင်းရွှေ့ခြင်းနဲ့ဆိုရင်တော့သူ့ကို3000လောက်ပေးပေးမယ် ်ပြောင်းရွှေ့ခြင်းမဟုတ်ပဲနဲ့အလွတ်ဖြစ်တဲ့အတွက်ကြောင့်တေချာပေါက်ရမှာပြီးတော့နောက်တစ်ခုကအလွတ်ပြောင်းရွှေ့ခြင်းဆိုရင်ဒါတေချာတဲ့ဒုက္ခရာစာရင်းသိချင်ကနေလက်မှတ်ထိုးခြင်း signing bonus က9တန်းနဲ့10တန်းကြာရမယ်ပုံမှန်အပြင်က9တန်းနဲ့10တန်းကြာအနည်းဆုံးရှိတယ်နမိတ်ကြီးကြီးလို့ပုံများသွားတယ်ဆိုတော့အခုလောလောဆယ်မှာတော့ Lee Wiseon တွေဟာ Premier League club တွေ sorry club တွေကိုညင်းပြီးတော့ကာဆာရီအသင်းကို Euro 7 band နဲ့ပဲဒါပြောင်းရွှေ့သွားတာဗောလေလာစား ဆယ်သန်းနဲ့ပဲအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပြောင်းသွားခဲ့တာဖြစ်တယ်။အားလုံးကျေးဇူးတင်ပါတယ်။ဒါကျွန်တော်အာဆနယ်တို့ဒါစပါးတို့လိုက်တင်နေပြဒါဘာမှလည်းမဟုတ်ဘူး။အားလုံးကျေးဇူးတင်ပါတယ်။